ီပေးကခုဆိုရင်အားလုံးရဲ့ဖုန်းထဲမှာရှိနေတဲ့သုံးညကြား app လေးတစ်ခုပါဒါပေမဲ့မိတ်ဆွေရကေပီကိုငွေလဲငွေရှင်းဖုံးပေဖြစ်ဒီလောက်ပဲတုံးနေသေးတယ်တုံးတတ်သေးတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်ပါဗျာ ကီပီကနေပြီးတော့ဆရာဝန်နဲ့စီကံပြမလားကာလမဲ့ဝဲအင်တာနက်နဲ့မီတာကရှင်းတာကီပီတဲ့က shop မှာဈေးဝယ်တာစတဲ့မေးစွေတို့ကီပီ app တစ်ခုတည်းကနေပတ်စုံသုံးလို့ရတယ်ဆိုတာကိုရှင်းပြပြသွားမှာပါဒါတော့လူကြတဲ့ငွေထုတ်ရှင်းချိန်မှာကိုငွေအမောင်းကိုမတိအောင်လို့ဖျောက်ထားလို့ရပါတယ်။ရုပ်တရက်ငွေသားအသုံးလို့ပြီးမဲ့ပါစန်တွေလည်းဆိုင်းအောင်မပေးချင်ဘူးဆိုလို့ရှိရင်တော့ခုလိုမျိုးကိုကီပေးတဲ့ကငွေကို နီးစရာ ATM ဆက်ထဲကနေထုတ်နိုင်ပါတယ်ဗျ။ ATM ဆက်သွားပြီးတော့ KB နဲ့ငွေထုတ်မယ်ဆိုတာရွေးလိုက်ပါ။ဘုံကနေကုတ်တောင်းလိုက်။ကြားလာတဲ့ကုတ်ကိုဆက်ထဲရိုက်ထည့်လိုက်ပြီးရင်တော့ငွေအမောင်းထည့်ပြီးငွေတန်းထုတ်ရုံပါပဲဗျ။ KB ကနေဆီယံဝင်နဲ့ဈေးကမ်းဘယ်လိုပြောင်းလဲ။ဒါလေးကိုနှိမ့်ရင်ဈေးကမ်းပြတာဈေးဝယ်တာလုပ်လို့ရပါတယ်။ ဈေးကန်ပြမယ်ဆိုရင်ကုပြခြင်းနဲ့ယောဂဆိုင်ရာရွေးပြီးတော့အထွေထွေဆရာဝန်နဲ့လားပမောခါနဲ့ပြမလားရချင်းယူလားအတွေ့အကြုံနဲ့ကြားသိငွေကိုကတခါတည်းသိရနိုင်ပါတယ်ဈေးဝယ်မယ်ဆိုလည်းအိမ်သုံးဆေးဖြစ်ဆက်စာဈေးဝါတွေကိုအွန်လိုင်းကနေဝယ်နိုင်ပါတယ်အချာကျမ်းမာရေးဆောင်းပါးတွေဖတ်လို့ရပြီးတော့ hair bucket တွေကိုလည်းရှာကြည့်လေ့လာလို့ရပါတယ်။ဆောရုပ်ရှင်ကြီးရတာဝါနာပါသူတွေအတွက်ကလည်းဟောတာလေးရှိပါတယ်။ hot offer ဆိုတာကတော့ဒီ KB နဲ့မိဖက်ဆိုင်တွေလုပ်ငန်းတွေက KB နဲ့ရှင်ရင်တက်တာမဲ့ short sale တွေနဲ့ဈေးလျှော့ပေးနေတဲ့ပစ္စည်းတွေကို KB ကနေဝယ်လို့ရမှာပါဗျ။ brand like sign like last in မတူညီတဲ့အမတန်မှဈေးတန်တဲ့ short ဈေးတွေနဲ့ဝယ်ရမှာပါ။ mini app ကိုဝင်လိုက်တဲ့အခါ KB ရဲ့ Maybach sign တွေကိုတွေ့ရပါမယ်။အဲကပစ္စည်းတွေကိုဈေးအပါနဲ့တခါတည်းမြင်ရပြီးတော့ဝယ်လို့ရပါတယ်။ KB Market ကိုဝင်လာရင်တော့ brand မောင်းများစွာ၊ဆိုင်မောင်းများစွာရဲ့ကုန်ပစ္စည်းအစုံကို online shopping စီဝဲထွက်လို့ရပါတယ်။အထူး short sale တွေနဲ့တန်တန်လေးဝယ်ရမှာပါဗျ။အဲ့ဒီ mini app မှာတင်ကို travel ကိုရေးလိုက်မယ်ဆိုလို့ရှင်တော့ခုလိုခီးသွားကလမ်းမဲ့လင်းလက်မှတ်တွေကို KB App ကနေတခါတည်းဝင်ဝင်နိုင်ပါတယ်။အခြားအနေနဲ့ billing ကြည့်မလား။ကျစီပို့နေတာရှိလားဘာပဲလို့လို့ကေဘေးပဲလို့ရဆိုတာမျိုးပါ။ Now tips တွေအနေနဲ့ကတော့ကျွန်တော်တို့ ခုနေရာကနေသွားပြီးတော့ငွေလွဲမှမဟုတ်ဘူးပေါ့နော် KB application ကိုဖွင့်လိုက်ပြီဆိုတာနဲ့ဒီလက်ဝေးရရင်ခံထားတာတော့ငွေလဲလို့ရှိရင်လက်ဝေးရနဲ့စစ်ပြီးမှငွေလဲတာတော့အဲ့လို setting တွေကိုလည်းပြင်ထားလို့ရပါမယ်ဗျတချို့ကြာ KB app ကိုတေချာမသုံးတတ်လို့ရှိရင်တော့ဒီ tutorial video တွေကိုကြည့်လို့ရပါတယ်ဘဏ်အကောင့်ဘယ်လိုချိန်ရမလဲတို့မီတာကပေးတာအင်တာနက်ဘေးတို့ဘယ်လိုဆောင်ရမလဲပေါ့နော် KB နဲ့အဲ့ဒါတွေကိုသူတို့ကပြောပြပေးထားပါတယ် အဲ့လိုမှမဟုတ်ဘဲနဲ့ error တက်တာလေအဲတချို့ကိုမေးမြန်းနေတာရှိလို့ရှိရင်လည်းအခုပြထားတဲ့ call center ကိုဖုန်းဆက်လို့ရတယ်။ email ကနေမေးတာမျိုးတွေလည်းလုပ်လို့ရပါတယ်။ကဲခုဆိုလို့ရှိရင် KP ရဲ့တခြားအသုံးဝင်တာလေးတွေအကြောင်းကိုနှစ်နှစ်ဆက်ဆက်သိပြီးလောက်ပြီပေါ့နော်။မိတ်ဆွေတို့ကရော KP တဲ့ကဘယ်ဟာကိုအသုံးများကြလဲ။ဒီဘေးနဲ့ပတ်သက်ပြီးရောဘာတွေသိကျင်တာတွေရှိကြသေးလဲ comment မှာပြောပြပေးခဲ့ပါဦး